မင်္ဂလာပါခင်ဗျရှောင်းခစ်တကနေဒီနေ့လည်းကဒရင်တွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားမှုကြောင့်ပြည်သူထောင်ထဲကြီးသိဆုံးခဲ့ပြီမဲ့အကြံဖက်မင်းအွန်လိုင်းကတော့နေပြည်တော်မှာကြံပွဲလှုပ်ပျော်ပါနေပြီအကြံဖက်စိုးဝင်းနဲ့စစ်ဘိုလ်ချုပ်တွေအားလုံးတနက်ခါပါအလိန်ခံခဲ့ကြတယ်လို့အဲ့ဒီဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကိုလည်းအပြစ်မှမပေါက်ကြားစေဖို့တားမြစ်ထားတယ်ဆိုပါတယ် ျန်ဖတ်စကောင်းစီရုံးဆိုင်ရန်နေပြည်တော်ကိုဗဟိုပြုပြီးဒီကနေ့ဧပြီလ14ရက်နေ့တကြံအကြံမနက်ပိုင်းမှာပဲငလင်ထပ်မံလှုပ်ခတ်သွားပြန်တဲ့အတွက်ပြည်သူတွေအပါအဝင်စကောင်းစီလောက်ခန့်နန်စီဒီယံဝင်းဒန်ဒရီပါထိတ်လန့်တုံလှုပ်ခဲ့တယ်ဆိုတဲ့သတင်းပါဝင်ဒီကနေ့နေ့လည်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြပါဆိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားမှုကြောင့်ပြည်သူထောင်နဲ့ချီတိတ်ဆုံးခဲ့ပြီမြန်ဖတ်မင်းအောင်လိုင်းကတော့နေပြီးတော့မှတကြံပွဲလှုပ်ပျော်ပါနေပြီ ်အကြံဖတ်စိုးဝင်းတဲ့စစ်ဘုတ်ချုပ်တွေအားလုံးတနခါပါအလင်းခံခဲ့ကြသလိုအဲ့ဒီဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကိုလည်းအပြစ်မှမပေါက်ကြားစေဖို့တားမြစ်ထားတယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကပဲမြန်မာနိုင်ငံမှာစကိုင်းငလျင်ကြီးလှုပ်ခတ်သွားမှုကြောင့်ပြည်သူပေါင်းထောင်နဲ့ချီတေဆုံးထားပြီးစစ်တလောက်ခန့်ဝန်ထမ်းအင်အားတွေမှာပါတိုက်ပြိုတိုက်ပျက်တွေကြားသေတဲ့သူတွေတော်တော်ကိုများထားသလိုတချို့ဝန်ထမ်းအင်အားတွေကြားမှာဆိုရင်အခုချိန်ထိသေသွားတဲ့ဝန်ထမ်းမိသားစုတွေရဲ့အလောင်းတွေကိုမထုတ်နိုင်သေးတဲ့အခြေအနေတွေနဲ့ မန္တလေးစကိုင်းနေပြီးတော့အပါဝင်ငလင်တန်းကြောင့်ပြိုကျပျက်စီးသွားတဲ့တချို့တိုက်တာနေအိမ်တွေဆိုရင်အခုချိန်ထိရှင်းလင်းမှုမလုပ်နိုင်ပဲဒီအတိုင်းရှိနေသေးတဲ့အခြေအနေတွေမှာတစ်ဖက်မှာတော့အကြံဖတ်မင်းအွန်လိုင်းနဲ့စစ်ဘိုလ်ချုပ်တွေဟာနေပြီးတော့မှသကြံပွဲလို့ပျော်ပါနေတယ်လို့နေပြီးတော့စစ်တပ်တရင်ရင့်မြစ်ကိုတိုင်ကရန်ကုန်ခေတ်တကိုပြောထားပါတယ်အဲ့ဒီလိုငလင်တန်းကြောင့်လူသေးဆုံးမှုတွေနဲ့ပျက်စီးမှုတွေများပြားနေတဲ့အချိန်မှာပဲငလင်တန်းခံစားထားရတဲ့နေပြီးတော့မှကိုအကြံဖတ်မင်းအွန်လိုင်းဆိုဝင်အောင်လင်းတွေအပါဝင်ထိတ်တန့်စိတ်အရာရှိကြီးတွေက ဧပြီလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲနေပြီးတော့မြို့တော်ဝန်မန်တက်နေပြီးတော့လမ်းလျှောက်တကြံတို့ကိုတွားရောက်ဖွင့်လှစ်ပြီးရေပတ်ခန္ဓာတွေအလှပြကားတွေနဲ့လှည့်လည်ပြသမှုကိုကြီးရှုခဲ့တာတွေနဲ့ရေပတ်ကစားဓာတ်တွေပါပြုလုပ်ခဲ့တယ်လို့အဲ့ဒီမှာအကျံဖတ်မင်းအွန်လိုင်းကလွဲပြီးအကျံဖတ်စိုးဝင်းနဲ့စစ်ဘိုလ်ချုပ်တွေအားလုံးတနက်ခါပါအလင်းခံခဲ့ကြတယ်လို့အဲ့ဒီဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကိုလည်းအပြစ်မှမပေါက်ကြားစေဖို့တားမြစ်ထားတယ်လို့နေပြီးတော့စစ်တပ်တင်းအရင်မြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့အကျန်းဖတ်စကောင်းစီရုပ်ဆိုင်ရနေပြီးတော့ကိုဗဟုပြုပြီးဒီကနေ့ဧပြီလ14ရက်နေ့တကြံအကြနေမနက်ပိုင်းမှာပဲငလင်ထက်မှန်လှုပ်ခတ်သွားပြန်တဲ့အတွက်ပြည်သူတွေပါဝင်စကောင်းစီလောက်ခန့်နန်စီဒီယံဝန်ထမ်းတွေပါထိတ်လန့်တုန်လှုပ်သွားခဲ့တယ်လို့ဝန်ထမ်းတွေနဲ့ပြည်သူတွေကပြောပါတယ်လက်ရှိမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက်ငလင်ငယ်တွေဟာမကြာခဏထက်မှန်လှုပ်ခတ်နေရမှာဒီကနေ့ဧပြီလ14ရက်နေ့တကြံအကြနေမနက်အစောပိုင်း2နာရီခွဲဝင်းကျင်လောက်မှာပဲ ဂျမ်ပစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ကိုဗဟိုပြုပြီး၄သသမ9အဆင့်ရှိတဲ့ငလင်ထပ်မံလှုပ်ခတ်သွားပြန်တဲ့အကြောင်းကိုအမျိုးသားညီညွတ်အစိုးရ UNG ရဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကနေလည်းသတင်းထုတ်ပြန်ထားပါသေးတယ်။အဲဒီလိုနေပြည်တော်ကိုဗဟိုပြုပြီးဒီကနေ့တကြံအကြနေမနက်ပိုင်းမှာထပ်မံလှုပ်ခတ်သွားတဲ့ငလင်တန်းကိုပြည်သူတွေလည်းတိတိတသားခံစားလိုက်ရတဲ့အကြောင်းနဲ့ညာကြီးအချိန်မတော်အိမ်အပြင်မှာထွက်ထိုင်နေရတဲ့အကြောင်းကိုပြောထားပြီး နေပြည်တော်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေနဲ့မိသားစုဝင်တွေလည်းထိတ်လန့်တုန်လှုပ်သွားခဲ့ရတဲ့အကြောင်းကိုအသီးသီးပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီကနှစ်တဲကူတကြမ်းအကြုံနေဖြစ်တဲ့မနေ့ကပဲဘူတလင်းမြို့နယ်အောင်သာကြေးရွာကိုဝင်ရောက်စီးနင်းပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးထားတဲ့အပြင်ပြည်သူတွေကိုလည်းလူသားတိုင်းအဖြစ်ဖမ်းဆီးသွားကြပြန်တယ်လို့ဘူတလင်းမိုဘိုင်းတင်းအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာ ငလီနံကြောင့်ပြည်သူတွေအတိတ်တုတ်ကရောက်နေတဲ့အချိန်လေးဖြစ်သလိုတစ်ဖက်မှာနှစ်တကူတကြံကာလလည်းဖြစ်ပေမဲ့အကြံဖက်စစ်ကောင်စီကတော့ဧပြီလ13ရက်နေ့ဖြစ်တဲ့မနေ့ကတကြံအကြိုနေ့တရက်ထဲမှာတင်ကြောက်တော်မင်းတက်ဒဇယ်ကောလင်းနဲ့ဝင်းသူဘက်တွေမှာပါလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုသွားမှုကြောင့်ပြည်သူတွေလည်းတိတ်ဆုံးမှုတွေရှိထားတဲ့အပြင်ဖျားစီတီတွေနဲ့ဘုံကြီးကျောင်းတွေအပြင်ခရီးရန်ဘာသာရေးအဆောက်အုံတွေပါပျက်စီးခဲ့သလိုတစ်ဖက်မှာလည်းစစ်ကောင်စီတပ်ကဘုဒ္ဓလင်းမြို့နယ်အောင်သာကျေးရွာကိုဝင်းရောက်စီးနင်းခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန် ရွာထဲမှာရှိတဲ့ပြည်သူတွေဟာထွက်ပြေးခဲ့ကြပြီမယ်ပြေးလို့မလွတ်တဲ့ပြည်သူတွေကိုတော့စစ်ကောင်စီတပ်ကလူသားတိုင်းအဖြစ်ဖမ်းဆီးသွားတဲ့အပြင်ကျင်းရွာဒဲကနေအိမ်တွေကိုပါမိရှုဖျက်ဆီးသွားကြပြန်တယ်လို့မုတ်တလင်မိုဘိုင်းတင်အဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်လက်ရှိမှာငလင်းနံကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုလူသားချင်းစာနာမှုအကူအညီတွေပေးလို့ရအောင်ဆိုပြီး UNG PD ရဲ့တပ်တွေဟာယာယီအပြစ်ရပ်ပေးထားပြီမယ်စစ်ကောင်စီကတော့လေကြောင်းတိုက်ခိုက်မှုတွေလည်းဇက်တိုက်လုပ်နေတဲ့အပြင် မြေပြင်မှာလည်းစစ်ကြောင်းထုတ်ဝင်ရောက်စီးနင်းတာတွေအဆက်မပြတ်လုပ်နေကြတယ်လို့သိရပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိအောင်လှုပ်ဆောင်နေတဲ့သူတွေကိုအားပေးကူညီသွားမယ်လို့အမေရိကန်နိုင်ငံရဲ့ဝန်ကြီးမာကိုရူဘီယိုကထုတ်ပြန်ပြောဆိုလိုက်ပါတယ်ဒါကတော့ဧပြီလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြန်မာနိုင်ငံရဲ့တကြံနှစ်တကူအဖြစ်မြန်မာပြည်သူတွေအတွက်စူတောင်းစကားပြောကြားရင်းနဲ့အမေရိကန်နိုင်ငံရဲ့ဝန်ကြီးမာကိုရူဘီယိုကတရားဝင်ထုတ်ပြန်ပြောဆိုလိုက်တာပါ လက်ရှိမြန်မာနိုင်ငံမှာငလင်းနှံကြောင့်ဝမ်းနည်းပူဆင်းမှုတွေပျက်စီးဆုံးရှုံးမှုတွေနဲ့အတူဒုက္ခရောက်နေတဲ့ပြည်သူတွေနဲ့ထပ်တူအမေရိကန်နိုင်ငံကတသားတည်းရပ်တည်နေတဲ့အကြောင်းနဲ့မြန်မာပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေကိုလည်းနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အတူဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်အကြောင်းပြင်မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိအောင်လှုပ်ဆောင်နေတဲ့သူတွေကိုအမေရိကန်အနေနဲ့အပိတ်ကူညီသွားမယ်အကြောင်းတွေကိုပါအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ โอเคถ้าเกิดยังคิดติดกันนี่ดิอันนี้แหละกินตะเรงนี่กูเตรียมเสร็จไปเกยแล้วบ้าจิชุไปเกยด้วยเชชุ okay.